ငြိမ်းအေးခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေ။မွန်ပြည်နယ်တဘာဝကျောက်ပကြီးကမ်းတွေပေါ့နော်။တတ္ထထောက်မှရှိတဲ့ဒီကမ်းတွေကဒီလိုတာယာလှပတဲ့နေရာမှာချမ်းသာစေတဲ့လှပတဲ့အထွေလေးတစ်ခုပေါ့။တတိနဲ့တို့ရန်တတိပဋ္ဌာန်အန္တရေက အမတန်မှများလာတယ်ပေါ့အကုသိုလ်ဒုစရိုက်တွေများလာတဲ့ဒီလောကကြီးမှာတတိပဌံနဲ့တို့မနေနိုင်ဘူးတတိပဌံကုသိုလ်မရှိဘူးဆိုရင်တော့ကိုယ့်ရဲ့ဘဝဟာဒုက္ခတွေများပြီးတော့ကြဆုံးသွားမှာပဲဒါကြောင့်တို့တတိနဲ့တို့ရန်တတိပဌံဆိုတာတတိပဌံဆိုတာကအမတန်မှကြီးမြတ်တဲ့ကုသိုလ် ဒီပฏิပထံကုသိုလ်ကို အာဒါဟလူကြီးတွေအဖိုးကြီးဘွားကြီးတွေရှုရမယ်တရားပဲလို့ပြောလိုက်ရင်တော့ပြောမိရင်တော့ဒါလွဲမှားတဲ့ပြောပဲဗုဒ္ဓဟောတော်မူတဲ့တฏิပထံကနမတမအချိုးများတယ်ကိုယ်အတွက်လည်းအချိုးများတယ်ညာအတွက်လည်းအချိုးများဇတ်တော်တနေရာမှာပေါ့နော်သူတို့လဲကုန်တယ်ခီးသွားတော့အဲမှာခိုးသားတမျှတွေကသူတို့ သူတို့ရဲ့အလင့်အငိုက်ကိုစောက်ကြည့်ပြီးတော့ဒုဖို့တိုက်ဖို့စောင့်အဲ့ဒီသူတို့စကန်းချတဲ့ညမှာဟိုအရိယာတယောက်ပေါ့လေပုဂ္ဂိုလ်ကြီးတယောက်ကသူပဋိပဋ္ဌာန်နဲ့သူဇင်းညာလျှောက်ပြီးတော့သူတရားဓမ္မကိုရှုမှတ်တဲ့အခါမှာဒီခိုးသားဓမ္မတွေကသူလူရခွင့်ကိုမရကြဘူးပေါ့အဲ့ဒီသူတို့ဥစ္စာဆုံးရှုံးတဲ့အံတွေကနေလုံးမြောက်သွားတယ် ဒါဆိုရင်တို့လေအန်ရယ်ကနေလွတ်မြောက်အောင်ဒီအခုခက်မှာတချို့ကဟိုတတိလေးမိတ်ပြီးတော့စပ်ပွေးမှာပေါ့နော်ယထာယထာမှာယထာထွက်တဲ့ချိန်မှာဘုံတွေလှုပ်သွားတယ်ပတ်စံအိတ်တွေလှုပ်သွားတတိကလေးတစ်ချက်မိတ်သွားတာနဲ့ကိုအခုအချိန်မှာတုတ်ဈေးတွေပေါ့နော်တုတ်ဈေးတွေမှုတ်ဈေးတွေအဲ့ဒီဈေးတွေရဲ့ဘေးရန်ကြောင့်ပေါ့ အဲ့ဒီဈေးနဲ့တခါတို့လိုက်တာနဲ့ဥစ္စာပစ္စည်းတွေဆုံးရှုံးတယ်ဘဝတွေဆုံးရှုံးတယ်ဒါဘာကြောင့်လဲဆိုတော့အတိပဋ္ဌာန်ကုသိုလ်ခင်းလို့ဒါကြောင့်ကိုယ့်ရဲ့ကာယလှုပ်ရှားတိုင်းတတိနဲ့မှတ်ရှုနေမှဝေဒနာခံစားတိုင်းငါဘာဝေဒနာခံစားနေလဲကောင်းတာလားမကောင်းတာလားဒါနဲ့တတိနဲ့မှတ်ရှုနေမှကိုယ်စိတ်တွေဖြစ်သွားတိုင်းပေါ့စိတ်တွေပြေးသွားတိုင်းတတိနဲ့မှတ်ရှုနေမှ ကိုယ့်ရဲ့မြင်ကြားနှံစားထိတိတဲ့အခါဒိုင်းမှာအထိကလေးနဲ့မှတ်ရှုနေရင်တော့ဒီအံရွယ်ကနေလွတ်မြောက်နိုင်တယ်။ဒီကနေသစင်တက်ပြီးတော့အံပစင်၄ခုပေါ့။အထကအကျိုးရှိမရှိ ကျိုးရှိမှန်ကန်မြတ်တရန်ရှုခံမြဲပါစေ။ရှုညံပွားကပြုကြပါလွတ်မှန်ဘေးရန်တွင်ဘေးရန်ကနေလွတ်ဖို့ တတိပဌံကနေတို့သစင့်တမ္ပစင်လေးခုကိုတို့တင်ရမှာပေါ့ဒီလို့လောက်တိုက်တဲ့အလောက်ဟာအချိုးရှိသလားမရှိဘူးလားပြီးတော့တင့်တော်သလားမတင့်တော်ဘူးလားဒါတို့စင်နေရမယ်ရန်ကုန်မှာဟိုအဲကွန်နဲ့မီးစက်တွေထည့်ပြီးတော့အခန်းထဲမှာအဲကွန်ဖွင့်ပြီးတော့ အဲ့ဒီအေးမြတဲ့ဝေဒနာကိုခံစားတဲ့မိသားစုတခုခွေးတကောင်မှာဆစ်ပါသွားဘုံတိဆုံးတော့ဘာကြောင့်လဲငါတို့ဒီလုံနေတဲ့ခံစားနေတဲ့ဒီဝေဒနာခံစားမှုဟာအကျိုးရှိသလားမရှိဘူးလားပင့်တော်မြတ်သလားမမြတ်ထဘူးလားငါတို့မစင်မြင်မိတဲ့အတွက်ကြောင့်တို့ရဲ့ဘဝဟာရေတိမ်မှာမြင့်မွန်သွားကြတယ်အဲကြောင့်တို့လုံတဲ့အလုံမှာ အတိပဋ္ဌံလေးကပ်ပြီးတော့အတိညာတံပစင်လေးတင်လိုက်ပါအလုတ်လိုက်တဲ့အမှုပါအကျိုးရှိသလားမရှိဘူးလားဒုတိယချိန်မှာတင့်တော်သလားမတင့်တော်ဘူးလားပြီးတော့ကိုယ်ခံစားနေရတဲ့ဝေဒနာပေါ်မှာရှုညာအဖြစ်သတ်မှတ်ပြီးတော့ဝေဒနာကိုအရှုခံပေါ့လေအရှုခံဖြစ်သတ်မှတ်ပြီးတော့အဲ့ဒါကိုရှုညာနဲ့စိုက်ပြီးတော့ရှုလိုက်တဲ့အခါကျတော့ဖြစ်ခြင်းဖြစ်ခြင်းဒုက္ခသစ္စာလို့ဒီ အဲ့ဒီဟာကိုငါဟာမဟုတ်ငါအတ္တမဟုတ်ဘူးလို့သမှုပြရကိုဆွန့်လိုက်တဲ့အခါမှာငိမ့်အိမ်မှုကိုရသွားတဲ့အခါမှာသံပစဉ်၄ခုနဲ့တတိပဋ္ဌာန်၄ခုပြည့်စုံပါတတိပဋ္ဌာန်နဲ့ဉာဏ်သံပစဉ်တင်ပြီးတော့ထုတ်ထုတ်လိုက်တဲ့ဒီအလုတ်ဟာအရိယာထွေအလုတ်ဖြစ်ပြီးတော့ဘေးရန်အန္တရာယ်ဒီလောကကဘေးရန်နေနောင်လာမဲ့ ဘဝရှိဘဝမှာလာမဲ့ဘေးရန်တွေကနေအလုံးလုတ်ခင်ပြီးတော့ချမ်းသာရာရောက်ကြပါမယ်။ဒါကြောင့်တို့ဒီလောကမှာဘေးရန်အန္တရာယ်တွေများတဲ့ဒီအကုသိုလ်လောကကြီးထဲမှာတတိပဋ္ဌာန်ကုသိုလ်ကိုတို့ကလက်ဆွဲထားပြီးတော့အမစင်လေးခုတွင်ပြီးတော့တို့လောကကြီးမှာပြုတ်ကြည့်နိုင်ရင်တဲ့ရှုညံပွားကပြုတ်ကြပါလွတ်မှန်ဘေးရန်တွေ အဲဒီလိုသတိပဋ္ဌာန်ရှုဉဏ်တမ္ပစင်တင်ပြီးတော့ထုတ်လုပ်လိုက်တဲ့အမှုတွေဟာဝိညာဉ်အံတွေကနေလွတ်မြောက်ပြီးတော့နောက်ဆုံးအပယ်၄ပါးကတော့လွတ်မြောက်ပြီးတော့ချမ်းသာကိုရကြပါလိမ့်မယ်အလုံးဝိညာဉ်အံတွေကင်းလွတ်ဖို့အတွက်သတိပဋ္ဌာန်တမ္ပစင်ဉာဏ်ကိုရှုပွားနိုင်ကြပါစေ